မင်္ဂလာပါရှင် ကြက်သားပလာတာဆိုရင်အခုလိုမျိုးကြက်ပောင်အတုံးလိုက်ကြီးနဲ့စားရတာကြိုက်တဲ့သူတွေအတွက်အိမ်မှာလှုပ်ရှားနေကြကြက်သားပလာတာလုံနေလေးမျှဝေပေးခြင်းပါတယ်ရှင်ကလဘဲဦးတော့နိုးစီဘူးနဲ့တပူးသုံးတာပါတယ်။အာလူး40သာသုံးပါမယ်ရှင်။ အမွေးကြိုင်နေနဲ့ကတော့တကြဘိုးကောက်တစ်ခုကရဝေးရွက်၄ရွက်လောက်နဲ့မဆလာထမင်းစားစွန်းနဲ့တစွန်းစာလောက်သုံးပါမယ်ရှင်။အရင်ဆုံးကလပဲကိုရေသုံးထပ်လောက်ဆေးပြီးတော့၄နာရီလောက်ရေစိမ်းထားပေးပါမယ်။တညကြိုပြီးတော့စိမ်းထားနိုင်ရင်တော့ပို့ပြီးတော့ကောက်ပါတယ်ရှင်။ဒါလေးကတော့၄နာရီလောက်ရေစိမ်းထားပြီးတဲ့အနေထားလေးပါ။ပြီးရနဲ့ရေစစ်ပြီးတော့ပြုတ်မဲ့အိုးတွေကိုကလပဲတွေထည့်လိုက်ပါမယ်။ ကလဘဲအပေါ်လက်တဆစ်လောက်ရောက်တဲ့အထိရေထည့်ပေးပါမယ်။ဝေမကြအောင်လို့စားလေးနည်းနည်းထည့်ပါမယ်။အယောင်လေးလှဖို့စနွင်းလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပေးပါမယ်ရှင်။ကျမတော့အနူးမြန်အောင်လို့ pressure cooker နဲ့ပဲပြုတ်လိုက်ပါတယ်။15မိနစ်လောက်ပြုတ်လိုက်ပြီဆိုရင်တော့ပဲလေးတွေကနူးဤသွားပါပြီ။အခုလိုမျိုးနူးဤနေတဲ့ကလဘဲလေးတွေကိုလက်လှည့်ကျိတ်ဆက်လေးနဲ့ညက်သွားအောင်လို့ကျိတ်ပေးလိုက်ပါမယ်ရှင်။ငရုတ်စုံနဲ့ထောင်းလိုက်လို့လည်းရပါတယ်။ အာလူးတွေကိုတော့အခွန်ခွာပြီးတော့တလုံးကို၄စိတ်လောက်စိတ်ပြီးတော့မဲမသွောင်းအောင်လို့ရေစိမ့်ထားပါမယ်။တကယ်လို့ကိုကအာလူးကိုအတုံးတသေးလေးကြီးကြတဲ့ဆိုရင်တော့အာလူးတလုံးကို၈စိတ်လောက်စိတ်လို့ရပါတယ်။ကြက်သားကိုကြက်ပေါင်နေပြီးပဲ60သားလောက်သုံးထားပါတယ်။ကြက်သားကိုအရာသာနေဖို့အတွက်စားထည့်ပါမယ်။ကြက်သားမှုတ်ထည့်ပါမယ်ရှင်။ဆန်နွင်းထည့်ပါမယ်။ မဆလာကိုလက်ဖက်စားစွန်းနဲ့ဒဇွန်းစာလောက်ထည့်ပြီးတော့နေပေးပါမယ်ရှင်။အရသာနှမ်းဆက်သွားအောင်လို့တည်တည်ချာချာလေးနေပေးပါမယ်။ပြီးတာနဲ့အသားထဲထိအရသာဝင်အောင်လို့အနည်းဆုံးတနာရီလောက်နှတ်ထားပေးလိုက်ပါမယ်ရှင်။ကြသားရင်နဲ့ထဲချက်ဖို့အတွက်တော့ကြက်သွန်နီ2ဥ၊ကြက်သွန်ဖြူ4မွာနဲ့ဂျင်းလက်တညှိုးစာလောက်သုံးပါမယ်ရှင်။ ကျက်သွန်ဖြူနဲ့ချင်းကိုအရင်ကြိတ်လိုက်ပါမယ်။ပြီးတာနဲ့ကျက်သွန်လေးကိုပါတစ်ခါတည်းကြိတ်လိုက်ပါမယ်ရှင်။ကျက်သွန်ကြိတ်ပြီးပြီဆိုရင်တော့ဟင်းချက်ဖို့အတွက်အိုးရဲကိုစီထည့်လိုက်ပါမယ်။စီလေးပူလာပြီဆိုတာနဲ့ကြိတ်ထားတဲ့ကျက်သွန်အဖြူနဲ့ချင်းလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်။ဒါလေးတွေအနံလေးမှုေးပြီးတော့ကျက်သွန်လေးတွေနွမ်းသွားလောက်တဲ့အထိကိုစီတက်ပေးပါမယ်။ကရဝေးရွက်နဲ့တကြပိုးကောက်တွေပါတစ်ခါတည်းထည့်ပြီးတော့စီတက်ပေးပါမယ်။အခုလိုမျိုးနေထားလေးရောက်လာပြီဆိုရင်တော့ဆနွှဲမှုတ်လေးထည့်ပါမယ်။ ငရုတ်သီးမုတ်ထဲပါမယ်ရှင်ဒီငယ်တိမုတ်ကတော့အရှိတောင်းကိုကြိတ်ထားတဲ့အတွက်သူကတအားဆက်တဲ့အတွက်ကျမတော့နည်းနည်းလေးပဲထည့်တာပါအယောင်ကတော့တိတ်မရပါဘူးကိုကငယ်ရုပ်တိအယောင်ရဲရဲလေးနဲ့ကြိုက်တယ်ဆိုရင်အယောင်တင်မုတ်ပါထပ်ပြီးတော့ထည့်လို့ရပါတယ်ပြီးရနဲ့အရသာနှက်ထားတဲ့ကြက်သားတွေထည့်လိုက်ပါမယ်ရှင်ကြက်သားတွေအထိအရသာဝင်သွားအောင်လို့ရေမထည့်သေးဘဲနဲ့ကြက်သွန်စီတက်တင်နဲ့လှိမ့်ပေးနေပါမယ်ရှင် အခုလိုမျိုးခက်ချောက်ချောက်အနေထားလေးဖြစ်လာပြီဆိုရင်တော့ငံပြာရည်ကိုထမင်းစားစွန်းနဲ့တစွန်းစာလောက်ထည့်ပေးလိုက်ပါမယ်။ငံပြာရည်လေးထည့်ပြီးတာနဲ့ဒီငံပြာရည်လေးတွေခြောက်သွားအောင်လို့တစ်ခါထပ်ပြီးတော့မှွေပေးပါမယ်။အခုလိုမျိုးခက်ချောက်ချောက်အနေထားလေးဖြစ်လာပြီဆိုရင်တော့ရည်လေးနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ခဏလောက်တည်ထားပေးလိုက်ပါမယ်ရှင်။ 5မိနစ်လောက်ပဲတဲနာပြီးပြီဆိုတာနဲ့ရေခမ်းပြီးတော့စီပြန်လာပါပြီ။ဒီလောက်အနေထားဆိုရင်အဆင်ပြေပါပြီရှင်။ဒီအိုးလေးကသေးနေတဲ့အတွက်ကျွန်မအိုးကြီးရလေးနဲ့လှည့်လိုက်ပါမယ်။အဲကြက်သားအိုးလေးလှည့်ပြီးပြီဆိုတာနဲ့ကြက်သားတွေကိုအာလူးစိတ်ထားတာလေးတွေထည့်ပါမယ်။အာလူးနဲ့ကြက်သားလေးတွေနှံ့အောင်မွေပြီးပြီဆိုတာနဲ့ကလပ်ဘဲကြိတ်ထားတာတွေထည့်လိုက်ပါမယ်ရှင်။ ပြီးတာနဲ့ရေနွေးပူပူကိုကိုလိုသလောက်လောင်းထည့်ပြီးတော့မီအားအလဲလက်လောက်နဲ့တည်ထားပေးပါမယ်ရှင်15မိနစ်လောက်တည်ထားပြီးပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့ပြန်မှွေပေးပါမယ်ရှင် အရသာပါတစ်ခါတည်းထည့်လိုက်ပါမယ်အရသာအတွက်တကြားထည့်ပါမယ်ရှင်တကြားကမကြိုက်ရင်တော့မထည့်ပါနဲ့ရှင်ကြက်သားမုတ်ထည့်ပါမယ်ရှင် စားထည့်ပါမယ်။အရသာရင်နှမ်းဆန်အောင်မွေပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့ပြန်ပြီးတော့တည်ထားပေးလိုက်ပါမယ်။ဟင်းရင်အိုလေးတည်ထားတော့မှကြက်သားပလာတာနဲ့တွဲစားဖို့အချင်လေးလုပ်ပါမယ်ရှင်။အချင်လုပ်ဖို့အတွက်သခွားတီးနှလုံး၊ကြက်သွန်နီးဥကြီးနှစ်ဦး၊ငရုတ်သီးစိမ်းအနည်းငယ်၊တမယာသီးနဲ့ပူစီနံတစည်းသုံးပါမယ်ရှင်။တခွားတီးကိုတေချာရေးပြအောင်ဆေးထားပါတယ်အခွန်မခွာတော့ပါဘူးဒီတိုင်းလေးပဲလှီးပါမယ်ရှင်။ တခွားသီးရောအခုလိုမျိုးခတ်သေးသေးအချောင်လေးတွေရအောင်လို့လှီးပေးလိုက်ပါမယ်။ကျဲသွန်နီကိုလည်းခတ်ပါးပါးလေးဖြစ်အောင်လှီးပေးပါမယ်။ပူစီနံရွက်နည်းနည်းကိုလည်းခတ်ကြမ်းကြမ်းလှီးထားလိုက်ပါမယ်ရှင်။ငရုတ်သီးစိမ်းကိုခတ်ဆောင်ဆောင်လေးတွေလှီးထားပါမယ်။တမယာသီးတလုံးကိုတော့ညှက်ရလွယ်အောင်လို့အစိတ်ကလေးတွေလှီးထားပေးပါမယ်။အရသာအတွက်စားလေးအနည်းငယ်ထည့်ပါမယ်ရှင်။ ပြီးရင်တံမြာတီးတလုံးကိုအရင်ညှစ်ထည့်လိုက်ပါမယ်။ပြီးရနဲ့အရသာနှက်ဆက်သွားအောင်နေလိုက်မယ်ဆိုရင်တော့ကြက်သားပလာတာနဲ့တွဲစားဖို့အတွက်အရင်လိုက်ဖက်တဲ့အချင်းလေးရပါပြီရှင်။ဟင်းရီအိုလီတဲထားတာကမိနစ်40လောက်ရှိသွားပါပြီ။အာလူးနဲ့ကြက်သားလေးတွေနူးမနူးစမ်းကြည့်ပါမယ်ရှင်။ဒီအာလူးကရွရွအာလူးမဟုတ်တော့ရှမ်းပြည်ကထွက်တဲ့အာလူးသီးစီစီလေးတွေဖြစ်ပါတယ်။ တအားလဲနူးညံ့သလိုစီစီလေးနဲ့အရန်စားကောင်းတဲ့အာလူဖြစ်ပါတယ်ရှင်ကြသားကတော့ဆန်းစရာမလိုတော့ပါဘူးကြည်တာနဲ့နူးဤနေမှန်းတည်တာနေပါပြီ။ဟင်းရင်အနေထားကြိုက်ပြီဆိုရင်အရသာလေးမြည်ကြည့်လိုက်ပါ။အရသာလေးစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့နောက်ဆုံးမှအနံ့လေးမှုန်းနေအောင်လို့မဆလာလေးထပ်အုပ်ပေးလိုက်ပါမယ်ရှင်။ မဆလာလေးအုပ်ပြီးတာနဲ့တစ်ချက်နှစ်ချက်မှွေပြီးတော့ဟင်းရည်အိုလေးချလိုက်လို့ရပါပြီ။ကျမတော့ဟင်းရည်အပြည့်အကျဲဒီလောက်အနေထားလေးမှာပဲချလိုက်ပါတော့မယ်ရှင်။ပလာတာကြော်မဲ့အိုတဲ့ကိုအရင်ဆုံးစီလေးတစ်ဆက်နှစ်ဆက်ထည့်လိုက်ပါမယ်။ပြီးတာနဲ့ပလာတာချက်လေးထည့်လိုက်ပါမယ်ရှင်။ပလာတာကိုတော့ ready made ပလာတာလေးကိုပဲကြော်ပြီးတော့သုံးပါမယ်ရှင်။ အချိန်ပေးနိုင်နေဆိုရင်တော့ကိုဖါကိုအိမ်မှာပလာတာလုံစားလို့ရပါတယ်။ကျွန်မဒီထက်တရာပလာတာလုံနည်းလေးကိုကျွန်မရဲ့ channel လေးမှာတင်ထားပေးတာရှိပါတယ်။ဗီဒီယိုလေးအဆုံးမှာ link လေးထည့်ထားပေးပါမယ်ရှင်။ကျွန်မကတော့ပလာတာကြော်ပြီးဆိုတိုင်းအဲပလာတာအသားလေးဣနေအောင်လို့ရေကိုဒီရေတံမိုးအဖုံးလေးနဲ့တဝက်စာလောက်ထည့်ပြီးတော့ကြော်ပေးပါတယ်။အခုလိုမျိုးရေလေးနည်းနည်းထည့်ကြော်မယ်ဆိုရင် ပလာတာအသားလေးကမမတောင့်တောင့်ကြီးမဟုတ်ဘဲနဲ့နုနုညံ့ညံ့လေးနဲ့ဣဣလေးရပါတယ်။ ဒီပလာတာကထောပတ်ပလာတာဖြစ်တဲ့အတွက်သူ့ထဲမှာလည်းထောပတ်တွေပါပြီးသားဆိုတော့စီအများကြီးနဲ့ကြော်ဖို့မလိုပါဘူးပလာတာကို၈ချက်လောက်ကြော်ထားလိုက်ပါမယ်ပလာတာကိုမောမောလေးဖြစ်နေအောင်လို့လက်နဲ့အရင်ရိုက်ပေးပါမယ်ရိုက်ပြီးတဲ့ပလာတာကိုအသားလေးဖဲ့ပြီးတော့စားမယ့်ပကံနဲ့ထည့်ပါမယ်ရှင် ပလာတာကပဲရည်တွေနဲ့ပွာလာအောင်မှာဆိုတော့အစားနေတဲ့သူဆိုရင် ပလာတာတစ်ချက်ဆိုရင်လုံလောက်ပါတယ်ကျမတော့ထမင်းလို့ဆာမှာမလို့နှစ်ချက်ထည့်ပြီးတော့ပွဲပြင်တာပါပဲရည်ရွှဲရွှဲလေးကြိုက်တတ်တဲ့သူဆိုရင်တော့မြင်းများလေးဆန်းစားပါရှင်။အဲကျွန်မအခုချက်ပြရတဲ့အချိုးကတော့ရှစ်ပွဲစာလောက်ကောင်းကောင်းလေးစားလို့ရပါတယ်။ ထမင်းမစားကျင်တဲ့အခါမျိုးဆိုရင်ဒီလိုမျိုးကြက်သားပလာတာလေးလှုပ်ရှားကြည့်ပါ။ဘိုက်လည်းပြည့်တယ်လို့လှုပ်ရတာလည်းလွယ်ကူရရှင်းပြီးတော့အရန်စားလို့ကောင်းပါတယ်။အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။